ဟေးယောချူပလီတချင်းများဘယ်မင်္ဂပါဂျဲဆိုလို့ရှိရင်ကနေပြန်လဲကျိုးဆိုလိုက်ပါတယ်အခု Justin Sepimet သူတင်းလေးတွေကမေလာနဲ့ဆက်ရှိရနေမနေ့ညထင်းနောက်ဆုံးရရှိထားတဲ့တင်းတင်းကောင်းလေးတွေရဲ့ပြီးတော့မေလာနဲ့စကွေးနေမနေ့ပိုင်းနောက်ဆုံးရရှိထားတဲ့တင်းတင်းကောင်းလေးတွေဆိုစီမပတ်ဆိုစီပြီးမှတင်းဆက်ပြီးတော့မှာပြရတယ်ပြီးတော့နောက်မှာကြောင်စိုးနဲ့ဘောဟင်းတို့ရဲ့အောင်ခန်းလေးတွေအာ generation လို့တွေ့ရင်နောက်ဆုံးမှာဒီ ASEAN အထင်းတဲ့ COE နဲ့ပတ်သက်ပြီးမှာပေါ့နော်အားသက်စတဲ့တဲ့ကောင်းလေးတွေအမိုင်းတဲ့တဲ့မှာတန်ဆက်ပြီးတော့တဲ့တဲ့လေးတွေကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပြီထုံးစံတဲ့ဂျက်စင်တို့ဆုံးဒီလိုက်ပါကျေးဇူးပိုတဲ့ဖိတ်ကြပါတယ်ဒီဟုတ်ပြီတဲ့တဲ့လေးတွေလူရင်းတို့နဲ့ဖတ်ပြပါမယ်ပထမဆုံးတဲ့တဲ့ပုတ်အနေနဲ့မြန်မာနိုင်ငံတော်မေလ28ရက်နေ့ရရှိထားတော့အချစ်အလေးများရစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်နုံမတာပေါ်တော့ကြောက်ပြီးတူကကွေးတပ်ဖွဲ့များထုတ်ပြန်ချက်နဲ့ပြောဆိုချက်များရသိရှိရပါတယ်ပြီးတော့မန္တလေးတိုင်းမြင်းချင်မြို့ပေါ်ရှိခရိုင်ယုံရဲ့ တင်တန်းချောင်းဇီချန်စစ်တိုက်ဂိတ်နဲ့စကားဝါဂိတ်တို့ကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်မှုစစ်သားနဲ့ပြိုစောတွေစစ်အုံမတာပေါ်သွားတယ်လို့သိရှိရပါတယ်။ကောင်းမှကောင်းပြီးတော့ကင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်အတီဘောဘူးစခန်းတို့စစ်ကိုလာတော့အင်အား80ကျော်ပါစစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNL ပူပေါင်းတပ်များကခြေမောင်းလိုက်ပြီးစစ်သား30ကျော်အရှင်ဖမ်းမိကအများပြားတီဆုံးခဲ့ပြီးစစ်သား10ဦးထက်မှနေထိုင်းနိုင်ငံဘက်သို့ခွေးပြုတ်ဝပြီး ချော့ပြီးသွားတယ်လို့သိရှိရပါတယ်။ကောင်းပါကောင်းပြီးတော့ဘကိုးတိုင်းကြောက်ချင်းမြုံနယ်ခမအရာငါးကိုကိုတိုက်ရင်မှစစ်မှုထမ်းတတတုံးအလင်းဝင်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ကောင်းပါကောင်းပြီးတော့စကိုင်းတိုင်းဆွေဘုံမြို့နယ်ကြီးရွာ၃ရွာကိုစစ်ကြောင်းထိုးလာတော့ဂျမ်ဖက်စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်တိုက်ခိုက်ရန်စစ်သား၃ဦးမတားပေါ်သွားတယ်လို့သိရှိရပါတယ်။ကောင်းပါကောင်း ကဲဟုတ်ပြီเนาะတရင်ထိုးလေးကြတော့ပါပဲဆက်လက်ပြီးမှာကြောင်းစိုးရဲ့ဟောင်ခန်းလေးတွေကြတော့ဆက်ကြည့်လိုက်ကြအောင်เนาะဒါကတော့ထိုင်းပြည်မှာနေဆက်မှာရှိတဲ့ဒီတက်မတော်စကန်တွေတိုက်ခတ်ခံရတဲ့ခြေတွေပါတိုက်ခတ်ခံရတယ်ထိုင်းပြည်မှာနေဆက်တကြောမှာရှိတယ်ထိုင်းပြည်မှာနေတက်မတော်စကန်တွေကဒီဒီဇင်ဘာလ16ရက်နေ့ကနေစပြီးတော့ဒီကနေ့ထိတိုက်ခတ်ခံရတယ်နေဆက်စကန်တွေဆိုတဲ့အနေအထားကကျွန်တော်တို့ဒီမြေပြင်ထောက်ဖို့လမ်းကြောင်းခတ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒီလက်နက်ကြီးပြဖို့တော့ကအကန့်အသတ်ရှိတယ်ပြီးရင်ကျွန်တော်လေကြောင်းကနေပြီးတော့ဒီဘုံကျဲဖို့ ကလည်းအကန့်သက်ရှိတယ်။ဘာကြောင့်လဲဆိုတော့ဒီစကန်နီကဒီထိုင်းမြန်မာနယ်စပ်မှာရှိနေတဲ့အခါကျတော့ဒီလက်နက်ကြီးနဲ့ပစ်ခဲရင်လည်းပဲဒီ GR ဒီထိုင်း AVR လေးကိုတွားပြီးကြမယ်ဆိုရင်ကျွန်တော်တို့ဒါနဲ့နိုင်ငံရဲ့ဒါချစ်ကြည်မှုကနည်းနည်းလေးပြဿနာရှိတာနိုင်တယ်။ပြီးရင်ကျွန်တော်တို့လေးနဲ့ဘုံကျတဲ့အခါကြရင်လည်းပဲဒီကျွန်တော်တို့ဒီထိုင်း AVR ဘက်ကိုနေဆက်စီးကိုကြော်ကြပါလေ။အဲဒါတော့ကျွန်တော်စိုးရတယ်ပေါ့အဲ့တော့တတိယပြည့်ကျွန်တော်ဒီထိုင်းပြည်မှာနေဆက်မှာရှိတဲ့ဒီတက်မလော့စကန်နေတဲ့ပတ်သက်ရင်တက်မလော့က၄ချောင်းပြစ်ကိုလက်နက်ကြီးပြစ်ကိုပေးတဲ့အခါမှာတော့ကျွန်တော်တို့အကန့်သက်ရှိပါတယ် ဒီအကတ်သက်ရှိမှုကိုဒီလက်နက်ကိုင်အဖွဲ့တွေကသူတို့ရဲ့ဒီအခွင့်အရေးဖြစ်အသုံးချပြီးတော့အဒရုန်းတွေနဲ့ဒီစကန်ကိုတိုက်တယ်စကန်ကိုတိုက်ပြီးတော့ကျွန်တော်တို့ဒီဒရုန်းနဲ့ဒီမွားစီထောက်အောင်သူတို့ဒရုန်းနဲ့ဘုံကျပြီးတဲ့အခါကျရင်သူတို့ရဲ့ဒီဒီမြေပြင်စစ်ကြောင်းတွေနဲ့ဝင်တိုက်တယ်ပေါ့အဲ့မှာကျွန်တော်ဒီတပ်မတော်ကဒီစကန်ဘက်ရဲ့တပ်မတော်တွေဟန်ချက်ပြတ်သွားတဲ့အခါမှာဒဏ်ရာရသွားတဲ့အခါမှာသူတို့ကဒီအင်အားလုံးနဲ့ပတ်ပေါင်းစုံတိုက်တယ်ပေါ့ဒီလိုပတ်ပေါင်းစုံမတိုက်ခင်သူတို့ကဒီဒီကျွန်တော်တို့ဒီရိတ်ခါပို့နိုင်တဲ့လမ်းကြောင်းတွေပြီးကျွန်တော်ထောက်ပို့ပို့နိုင်တဲ့လမ်းကြောင်းတွေသူတို့ဖျက်တယ် ဖြတ်ပြီးတော့သူတို့ဒီတိုက်တယ်ပေါ့အဲ့တော့တိုက်တယ်ပေါ့အဲ့တော့ KNU ကလည်းဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စကန်တွေကိုသူတို့တိုက်မယ်ဟောပေါ့အပီးတိမ့်ပိုက်နိုင်မယ်တိမ့်ပိုက်ရေးစီမံချက်လုပ်တယ်လို့သူတို့ဘက်ကကြွကြော်တာတွေ့ရတယ် KNU ကတိုက်တဲ့အခါမှာသူတို့ရဲ့ဒီ KNU စစ်သွေးကြွနဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့တွေပေါင်းပြီးတိုက်တယ်တိုက်တယ်အဲ့သူတို့ရဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကျွန်တော်တို့စကန်တွေရှောင်းရှောင်းလိုက်ရပါတယ်ပြီးတော့ထိုင်းနိုင်ငံဖြစ်ပါတယ်ခွေးပြူဝပြီးငါတို့ရဲ့တတ်မှတ်တော်သားတွေထွက်ပြေးရပါတယ် ဆုတ်လိုက်ရတယ်ရှိတယ်ကြာဆုံးခဲ့တာရှိတယ်ဒါကကျွန်တော်တို့ပကတိရှိတရားပါဒါကြောင့်ကျွန်တော်တို့ဒီ time မြန်မာနေစားမှာရှိတဲ့ဒီ temporal scanning နဲ့ပတ်တိုင်းတော့ကျွန်တော်တို့တော်တော်ကြီးကိုဒါကျွန်တော်တို့သတိကြီးကြီးစောင့်ကြည့်ရမယ့်နေရာဖြစ်သွားပြီ KNU ကတော့ကျွန်တော်တို့အဲ့ဘက်မှာအင်အားစုပြုံးပြီးတော့တိုက်ခိုက်မှုတွေလုပ်လာတယ်အဲ့တော့ဒီကနေ့မှာကျွန်တော်တို့ဒါထူးထူးခြားခြားအနေနဲ့ထူးထူးခြားခြားအနေနဲ့ညောင်ဝတီဝေါ်လီသွားကာလန်ကာလန်မှာရှိတဲ့ကာလန်မှာရှိတဲ့ဒီဒီ temporal scan nasal scan ကိုဒီ temporal ကကျွန်တော်တို့ဒီစစ်ကူပေးတဲ့စစ်ကြောင်းတိုက်ခိုက်ခံရတယ်အဓိကတော့လက်ရှိသူတို့တိုက်နေတာက ဒီဘောဘုစကန်အဲ့တော့ဒီဘောဘုစကန်ကိုတိုက်နေတယ်တိုက်တဲ့ခါမှာဒီတက်မရိတ်စစ်ကြောင်းတွေကကျွန်တော်တို့စစ်ကူသွားပေးတယ်အဲ့ဒီရုပ်သားဖိုင်ကမနေ့ကတည်းကမီဒီယာတွေမတက်နေတာမီဒီယာတက်မှာတက်မရိတ်စစ်ကြောင်းဘယ်လားရောက်သွားပြီဘယ်ရုံဘယ်နေရာဝင်သွားပြီဆိုပြီးတော့တက်နေတာအဲ့တော့မနေ့ကတက်တဲ့ခါမှာကျွန်တော်ဒီကေပီဌာနချုပ်ရှိရဲ့စုံစည်းမြိုင်ဒါစုံစည်းမြိုင်ကိုတက်မရိတ်စစ်ကြောင်းရောက်နေပြီဆိုပြီးတော့အကုန်လုံးတက်တယ်မနေ့ကတက်တယ်မနေ့ကလည်းတင်ရောဒီကတိမတ်လည်းကြာရောအဲ့ဒီစုံစည်းမြိုင်အနီးမှာပဲဒီတက်မရိတ်စစ်ကြောင်းတွေကြားပြတိုက်ခတ်ခံရရတယ်အဲ့တော့တက်မရိတ်ဒီတက်ဖို့ဝင်ချိုးကြတာရှိတယ်တက်ဖို့ဝင်အချိုးဖန်ခံလာရှိတယ် ကျွန်တော်အခြားသောဒီတက်မလို့ဆင်းချောင်းတွေတော့ရှောက်ကျွန်တော်ပြန်ပြီးခုခံပြီးတိုင်နေနေတာရှိတယ်။အဲ့တော့ဒီ DGB ရဲ့ဌာနချုပ်အနီးမှာတက်မလို့ဆင်းချောင်းဖြတ်သွားတယ်။ဖြတ်သွားတော့ကျွန်တော် DGB ရကော DGN နဲ့ပူပေါင်းပြီးတက်မလို့ဆင်းချောင်းတွေတိုက်ခဲ့သလား။ DGB ရဲ့ area ထဲမှာတော့ DGB ကဒီတက်မလို့ရဲ့ဒီဆင်းချောင်းကိုသူတို့ဒီလုံခြုံရေးအာမခံချက်မပေးဘူး။သူတို့ကိုယ်တိုင်တရင်သူတို့ကိုယ်တိုင်ပေါင်းပြီးတော့တိုက်သလား။ဒါတော့ကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတယ်။စိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့အမှသူစစ်သွေးကြောင့်မိရတယ်မှာရေးနေရတော့ဒီ DGB ဌာနချုပ်ရှိတဲ့ဒီစုံစည်းမှန်ကိုတက်မလို့ကဘုံကျဲလိုက်တယ်လို့ရေးနေတယ်။ရေးနေတယ်။ တော့ဒီသတင်းပြန်ချက်ရမယ်ဆိုတော့ကျွန်တော်တို့ကနံပါတ်1နံပါတ်1ကတော့ကျွန်တော်တင်ပြချင်တာကဒီ Time မှာနေစားမှာရှိတဲ့ဒီ Tumor scan တွေကိုစစ်ကြောအုပ်စုတွေကဒီဇင်ဘာလကနေစပြီးတိုက်တယ်ယနေ့ဒီတိုက်တယ်ယနေ့ဒီတိုက်တယ်တိုက်တဲ့အခါမှာသူတို့ drone တွေနဲ့အုပ်လိုက်ပြန်တယ်အုပ်လိုက်ပြန်ပြီးတော့ကျွန်တော် scan နေရာကိုပြစ်မှတ်တခုတော့တိုက်တယ်ဘုံကျဲတယ်ပေါ့နောက်ဆုံးမှာကျွန်တော်တို့ဒါအောက်ဒီမြေပြင်မှာရှိတဲ့ Tumor ဆိုင်ဟန်ချက်ပြတဲ့အခါမှာအချမ်းမတ်တမားတွေကဒီမြေပြင်ကနေဝင်တိုက်တယ်ပေါ့သူတို့ဒီလူမျိုးတွေပဲတိုက်တယ်သူတို့ရဲ့ရည်ရချက်ကတော့ဒီ Time မှာနေစားတဲ့ကြောမှာရှိတဲ့ Tumor scan တွေကင်းစင်ဖို့ဆိုပြီးသူတို့ဒီရည်ရချက်နဲ့တိုက်နေတယ်အဲ့တော့ကျွန်တော်တို့ ဒါဒီအခြေအနေပတ်သက်ပြီးတော့ဒါကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေဒါဖြစ်တယ်နော်မင်းတို့စောင့်ကြည့်စောင့်ကြည့်တာကနော်ငိုယုံပဲရှိတော့တယ်နော်မင်းတို့ကောင်းနေအထိုင်းနေစောင့်ပဲမဟုတ်ဘူးနော်မြန်မာတနိုင်ငံလုံးကိုတိမ့်မဲ့အလဲရောက်နေပြီငါတို့နော်ဘာလဲမင်းတို့ဟမ်ဟမ်ကဲဒီမှာဘောဟင်းရဟောင်းခါလေးဆက်ကြည့်လိုက်ကြအောင်နော်ဒီလိုခစ်ပြက်ကြီးတဲမှာအားလုံးပြင်လို့ရတော့အောင်လို့နော်အစိုးရကလည်းဒီကိုယ့်ရဲ့ဝန်ထမ်းတွေကိုလက်ပေးလက်ရည်မလုပ်ချင်ဘူးဆိုရင်နော် အာဂရီတွေကင်းရှင်းနေတယ်ဆိုရင်လာတာလေးတွေတိုးပေးပါကိုယ့်ရဲ့အောက်ခြေကို ပြန်ကြည့်ပြီးတော့မှဒီပတ်စံနဲ့ဒီဝင်ငွေနဲ့အဲသူတို့လောက်နိုင်လားဆိုတဲ့အတွေ့အမျိုးတွေတွေးပါကျွန်တော်ပြောတော့တမတော်ရှိနေရအေးချမ်းနေအစင်မီတွေလုံချုံနေเนาะဖြစ်တယ်ဆိုအခုကဝိတော့ခုလိုကားနေဆိုလို့ရှိရင် ကျွန်တော်ပြောပြီးပြီလေနိုင်ငံခြားဂျပန်တွေလာတဲ့ရွှေငါးက 等东人的庙里嘛，维鲁亚的，好呀，爱去啊，来生啊嘞，来生啊嘞，皮的皮个，不然等下要狂的亚了，皮多啊哦，乖，对面那眼啊，地家的都有，这边的电我来电那的讲，等东人的要的输赢，这边路奶眼输亚的，皮的鲁鲁个，等那啊，老的死那哦，了，就他皮亚嘛，哦，哎。 ဲ့အစိုးရမှတာဝန်ရှိအခုလမ်းနေပဲကြီးကြီးမင်းတို့အစိုးရမှတာဝန်ရှိတယ်နော်ဒီမင်းတို့အစိုးရမရေလို့ခွေးတောင်စာရှိနေတည်းရဲ့နော်မင်းတို့ကောင်တွေအဲ့လိုဖိဖို့မျောမနေနဲ့ဒါပေမဲ့တခုတော့ရှိတယ်ငါတို့နော် PDF တွေနော်အောင်ပွဲရလာတဲ့ချိန်အစိုးရတက်တက်လာတဲ့ချိန်ကြမ်းတော့ငါတို့အင်ယူဂျီအစိုးရတက်လာတဲ့ချိန်ကြမ်းတော့နော်အဲ့ဒါကြီးအေးစီနော်မင်းအိမ်တိုင်မှာ၄၅စီလောက်စီချင်လဲစီလောက်ရမှာနော်မပိုနဲ့လှုပ်ပေးမယ်လှုပ်ပေးမယ်စောင်း ။ဟာအေးကြပါဘီနော်ဘာဒီမှမသိရှုပ်နေတာပဲမျိုးဝင်ဘီကွနေရောမျိုးထွက်ဘီကွနေရောနော်။ကဲခင်ဗျမျိုးဝင်အေးကြပါကျော်ကျော်ရာနဲ့အဲ့ဒီလန်လန်ဟောနေသွားလိုက်မြန်မာနိုင်ငံထုံးဘွားနေပြီးတော့ဆသွားလိုက်နော်ထုံးဘွားနေပြီးတော့ဟိုတပြေဝတော့ခဲ့ကြည့်အလမ်းမှာဘာဒီမှမသိဘူး။အဲ့နေရာနဲ့တော့တုံးမဲ့ဘာရှုပ်ချက်ကတ်နေတာနော် ကြတော့ဘဒူလေးကဘလိုလေးလိုလေးနဲ့ပူပေါင်းပြီးဘလိုလှုပ်ရှားမလဲကျွန်တော်လည်းနားမလဲကျွန်တော်တကပြောမှုတဲ့ဒီပြင်းဦးလေးတို့ကျွန်တော်ကမန္တလေးကိုတိတိသွားတယ်မလို့သွားတော့ပြင်းဦးပြင်းဦးလွင်မြို့မြို့ချောင်းဒီအစ္စရေးဂိတ်ဟိုပြည်ကြီးဖျားကြီးနားမှာကျွန်တော်ကတော့ဒါအောင်နော်ဒါတော့အေချာဝေါ်ကြည့်လေအေချာဝေါ်ကြည့်လေပေးပြီးပြီဒါတော့ကျွန်တော်က ကျွန်တော်တို့နောက်လိုက်တာပါမြို့ဝင်ဘီကွန်ကိုတဲ့ငါမြို့ဝင်မြို့ထဲမဝင်ဘူးလို့မြို့ဆောင်လမ်းဝါမှာလို့အဲ့လိုပြောလိုက်တာအာမြို့ဆောင်လမ်းသွားတယ်မရဘူးလေမြို့ဝင်ဘီကွန်မပေးဘူးကွာဆိုကျွန်တော်လည်းမောင်းလာကျွန်တော်အဲ့ဒါတကယ်တမ်းကြတော့ဗျာဒီလိုမျိုးပေါ်တော့မြန်မာပြည်မှာဟိုအစိုးရကိုဝေဖန်ရမယ်သုံးတက်ရမယ်အားနဲ့တဲ့အာသာချက်တွေကိုထောက်ပြပေးနိုင်ရမယ်နော်ထောက်ပြပေးနိုင်ရမယ်အဲ့အရာတွေကို မလုတ်ဘဲနဲ့မပြောဘဲနဲ့အဘအကောင်းပါလေတို့တမတော်ကြီးကကောင်းပါလေတို့ဝန်ထမ်းတွေကကောင်းပါလေလို့ဆိုရင်တော့ခင်ဗျားတို့ကျွန်တော်တို့ဒီတိုင်းပြည်ကဒီတိုင်းပဲဖြစ်နေဦးမှာပဲเนาะအဲ့တော့ခင်ဗျားတို့လည်းဖားကြပါကျုပ်ကတော့မဖားနိုင်ဘူးခင်ဗျားတို့ကရင်ကတော့ကျွန်တော်เนาะဘလော့တိုက်ခိုက်ပြီးတော့ဖန်ခိုင်းခိုင်းထောင်းချခိုင်းခိုင်းလူကြီးတွေသိတယ်เนาะ ကဲမင်းတို့ကောင်တွေဘာပဲပြော့ပြော့ဘာပဲပြော့ပြော့မင်းတို့ကောင်တွေတီဖို့အချိန်ငင်းကလာပြီဆိုတာမှတ်ထားပါနော်ကဲဟုတ်ပြီနော်ကြောင်စိုးနဲ့ဘောဟင်းဟောင်းတော်တဲ့ဘောပရိသတ်ကျွတ်မင်းတုတ်တချက်လေးတွေကိုကောင်းမှာရေးပြပါဆက်ပြီးမှမိုက်တဲ့တဲ့ဆက်ပြီးတဲ့တရင်ကောင်းလေးတွေဆက်ကြည့်လိုက်ကြအောင်ဟယ်လိုအတက်စီအတရီပြောချင်လို့ရှင်အာဆီယံစည်းဝေးဆုံးဖြတ်ချက်ထွက်လာပြီးတဲ့နောက်ပိုင်းမှာဒီနေ့ပြုတ်လုပ်တယ်ဒါ29ရက်နေ့ပေါ့နော်ဒီနေ့ကတော့ ဒီနေ့ပြုလုပ်တဲ့အဒီနောက်ဆက်တွဲစနေဝိုင်းပေါ့စနေဝိုင်းပေါ့ရှင်နော်အဲ့ဒီစနေဝိုင်းမှာကျွန်တော်တို့ဒီမြန်မာတွေအနေနဲ့တက်မြန်မာ community အနေနဲ့တက်ရောက်ခဲ့တယ်ကျွန်မတွေအဒီတယောက်အနေနဲ့တက်ရောက်ခဲ့တယ်တက်ရောက်ခွင့်ရခဲ့တယ်ပေါ့ရှင်ဆိုတော့အဲ့မှာပြောထားတဲ့အကြောင်းအရာလေးတွေအရှိစရာလေးတွေကိုကျွန်မအနေနဲ့ဒီနေ့ကပြောပြမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့မှာပြောပြနေမှာဒီ ASEAN ဆုံးဖြတ်ချက်ထွက်လာတဲ့ပုံစံမျိုးလေးကိုကျွန်မနည်းပြီးပြောပြခြင်းနဲ့ဆိုတော့ဟိုတစ်ချိန်လုံးပေါ့နော်ကျွန်တော်တို့ဒီ time မှာလုပ်တဲ့အစည်းအဝေးတွေเนาะတခြားနိုင်ငံတွေဒီ ASEAN နိုင်ငံတွေမှာလုပ်တဲ့အစည်းအဝေးတွေမှာထွက်လာတဲ့အဖြေကကျွန်တော်တို့ဒီသူအတွက်ကအတက်စရာတစ်ခုမှမရှိခဲ့ဘူးဒါမှန်တရားပဲ ဟိုဘာလဲဆိုတော့သူကဆွေးနွေးကြမှာနော်ဒီလွတ်ကောက်ကွဲဝင်ပြီးတော့ဒီလွတ်ကောက်ကွဲလောက်ကြမှာပြည်သူတွေအတွက်ဒါအဖြစ်ဖြစ်နေပြီဆိုရင်ဟာကြီးကိုပဲနော်ဇောင်းပေးပြီးတော့ဆွေးနွေးခဲ့ကြတာများတယ်ပေါ့နော်တရုတ်က PR ပေးလိုက်တာနဲ့ ASEAN ရဲ့လေးသားတမျိုးပြောင်းသွားလိုက်ဆိုတော့ထောင်းအောင်နေတယ်ဒီအဲမြေချမှာလုပ်မယ်တတိစီဝေးမှာထွက်လာမယ်အဖြစ်အားကြောင့်ဒီရွက်ောက်ပွဲကိုထောက်ထောက်ခံတွားပေးထားတဲ့အဖြစ်ပဲထွက်လာမယ်လို့ကျွန်တော်တို့အနေနဲ့ထင်ခဲ့တယ်ပေါ့နော်အဲဒါပေမဲ့ဟိုထွက်လာတဲ့အဖြစ်ကကျွန်တော်တို့မမြုံလက်နားတဲ့အဖြစ်ကျွန်တော်တို့တို့အားတက်စရာအဖြစ်ဖြစ်သွားတယ်အဲ့ဒီတို့ပေါ့နော်အရန်ကျွန်မလည်းအဲတအားကိုဝမ်းတာတယ်ပေါ့နော်အဲဆိုတဲ့အခါကျတော့ဒီလိုအဖြစ်ထွက်လာဖို့အတွက်နော် ပထမတစ်ချက်အနေနဲ့အယူတီဟာနောက်လျှောက်ဒီစူးစမ်းခဲ့စူးစမ်းခဲ့ရဆိုတော့ကိုယ်တော်လည်းရေးစာရရတာနိုင်ငံတကာနဲ့ထိဆက်ပြီးတော့ဒါစူးစမ်းနေတာပဲပေါ့ဒါပုံမှန်စူးစမ်းတာပေါ့ရှင်တော့ဒါပေမဲ့အခုဒီနောက်ပိုင်းမှာကျတော့ဒီမလေးရှားအဲဝင်ကြီးချုပ်ဒီအာဆီယံရဲ့ဥက္ကဋ္ဌဖြစ်လာတဲ့အပေါ်မှာအရေးကြီးတာတော်တော်လေးကိုအခြေခံတက်တက်ဒုသလာတွေ့ရတယ်ဒီလားထဲမှာဆိုနှစ်လဆက်တိုက်ပေါ့ရှင်နော်ဒီခိုင်းမှာတော့လုတ်တဲ့ ဟိုအာဆီယံအစည်းအဝေးမတိုင်ခင်တည်းကလည်းဒါလေးကြည်ကမင်းချောက်ရောက်လာတယ်ရှင်ဒါဒီမင်းချောက်ဘက်ကတင်းမထုတ်ဘူးပေါ့နော်အခုဒီလားထဲမှာလည်းရောက်လာတယ်ပြီးခဲ့တဲ့လားလေးရောက်လာတယ်ဒါတော့ရောက်လာတယ်ဆိုတာကဒီသူဒီဒီကိစ္စလေးပဲဆိုနေဖို့လည်းရောက်လာပြီးတော့သူဆုံဆွေးနွေးမှုတွေအများကြီးလုပ်ခဲ့ကြတယ်ပေါ့နော်အဓာတ်တစ်ချက်ပေါ့ရှင်နော်နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်တို့အပြည်သူတွေရဲ့တောက်ခံထားမှုတွေအပြည်သူတွေရဲ့နော်ဟိုအခုချိန်ထိနော်အပြည်သူတွေကဒီအာဏာရှင်ကိုမလိုလားဟန်ပဲပြနေတယ်အမြဲတမ်းဒါကိုလည်းအာဆီယံကအသိတယ်ပေါ့နော်အဲနောက်တစ်ချက်ကကြတော့ဘာလဲဆိုကြားထဲမှာဖြစ်သွားရတဲ့ငလျင်ဘေးကြောင့်လေဒါတခုသူတို့တိသွားရတာရှိအဲ့ဒါဘာလဲဆိုလို့ရှင် ဟိုအစိုးရတဲ့အနေနဲ့အစိုးရလို့ခင်ကားပြီးတော့အာဏာသိမ်းထားတယ်ဖိထုတ်ထားနိုင်တယ်ဆိုပြီးလုတ်ခဲ့ကြတဲ့အပေါ်မှာဒီအစိုးရတဲ့အနေနဲ့ဒီငလင်ပေးလို့ပြဿနာမျိုးကြီးဖြစ်လာတဲ့အခါမှာနိုင်ငံတကာကိုဟိုအခုညီတောင်းရတာပဲเนาะဘာမှမလုပ်ပေးနိုင်ဘူးအဲ့တော့အခုညီတောင်းတဲ့အပေါ်မှာနိုင်ငံတကာကလည်းမြန်မာပြည်ရဲ့အခြေအနေကိုသိရတဲ့အတွက်လာပြီးတော့ကူညီကြတယ်။နောက်ကူညီတဲ့အချိန်မှာသူတို့ထိတ်တဲ့ရင်ဆိုင်ရတာကဒီစစ်ကောင်စီတွေစစ်သားတွေနဲ့ပဲတွေ့ရတာ။အဲ့တော့အဲဒီပြည်သူတွေကိုကူညီတဲ့အခါမှာပြည်သူတွေနဲ့ထိတွေ့ရတယ်ဆက်ဆံရတယ်စကားပြောလို့ဆိုပြည်သူတွေရဲ့ဒုသာမှုပြည်သူတွေရဲ့ဒီတက်တဲနေမှုပေါ့နော်။နောက်တစ်ခုကပြည်သူတွေရဲ့ဟိုမျှော်လင့်နေမှုเนาะဟို ဒုက္ခအမျိုးမျိုးကြားတဲ့ကနေပြည်သူတွေဟာတောက်ခံထားရတဲ့ဆိုတဲ့အတန်နေနောက်တစ်ခါဒီလောက်ဒုက္ခရောက်နေတဲ့အချိန်မှာဒီအစည်းအဝေးကိုကိစ္စကိုပဲအာရုံစိုက်နေမှုနေနောက်တစ်ခါလောက်ပြည်သူတွေတည်နေတဲ့အချိန်မှာနော်ဘုံနေစက်တိုက်ကျင်းနေတဲ့အချက်ကလုံးဝအာဆီယံနေအနေနဲ့ကသတင်းပြန်ရောက်တယ်ဒါကလုံးဝလက်မခံနိုင်တဲ့အကြောင်းတရားတွေဖြစ်တယ်နော်ဒါကတစ်ချက်ပေါ့ရှင်နော်အဲနောက်တစ်ခုကကျွန်တော်ပြောချင်တာဆိုတော့ဒီကျွန်တော်တို့ မလေးရှားနိုင်ငံမှာရှိနေတဲ့အဓိပတိတွေဒီမှာအပေါင်းရင်အဲဒီနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပြီးလို့ရှိရင် NGO အဖွဲ့အစည်းတွေနော် NGO အဖွဲ့အစည်းအပါအဝင်တခြား NGO တိုင်းရင်းသားအဖွဲ့အစည်းအားလုံးကလည်းအခုနောက်ပိုင်းမှာပို့ပို့ပြီးတော့မှဒီမြန်မာအယူပို့ပြီးတော့အဲတင်ပြလာနိုင်တယ်ဘာလို့ဆိုကျွန်တော်တို့ကိုယ်တိုင်ဒါမလေးရှားလွတ်တော်အမတ်တချို့ ਨੇ ဆက်ဆက်ထိတ်ဆက်ပြီးတော့သူညင်းနေတာရှိတယ်မင်းမြန်းနေတာရှိတယ်သူကလည်းသူတို့တည်နေတဲ့အချက်လက်တွေမလားမေးသလိုကျမတို့ကလည်းသူတို့ကိုပေးလိုက်တဲ့အချက်လက်တွေကသူတို့ဘယ်နေရာမှာသတ်ဆုံစမ်းသတ်ဆုံစမ်းလုံးဝအတိအကျခိုင်မာတဲ့တက်တေထောက်ထားနေတယ်ပဲပေးပို့ခဲ့တာဥမာအိုးတင်းရွာကိုကိစ္စမျိုးကျမကျမဆိုရင်အများတောက်လျှောက်သွားပို့နေတယ်ဒါကျမအရင်တော့နေရပို့နေတာဒီလိုမျိုးချီချီမမားပေါ့နော်ပြည်သူကိုဟိုနှိပ်ဆက်တဲ့ကိစ္စတွေစစ်မှုထမ်းတဲ့ကိစ္စတွေကျမကတော့အများကြီးပို့တယ်ဒီလိုပဲတခြားအဖွဲ့တွေလည်းသွားပို့ကြတယ်ခြားထောက်ပို့တွေလည်းသွားပို့ကြတယ်ပေါ့နော်သူတို့နဲ့ချိတ်ဆက်နေတဲ့လူတွေကိုပို့တယ် တတိယဘက်ပေါင်းဆောင်ကနေပို့ပေးနေတယ်။နောက်နောက်အတိုင်းသားတွေကလည်းအတိုင်းသားဖွဲ့စည်းလေးရှားမှအများကြီးရရှိသေးတယ်။ဖွဲ့စည်းရတဲ့ဒီအတန်းတွေကိုထုတ်ပေးတယ်ပေါ့နော်။အဲနောက်ကဒီကျွန်တော်တို့ဒီလေးရှားမှရှိနေတဲ့ကျွန်တော်တို့လည်းအတူတူလက်တွေလှုပ်ဆောင်နေတဲ့ဒီထောက်ဖို့ဟိုပေါင်းဆောင်ရှိရှိတယ်ပေါ့ရှင်နော်။ဥပမာကိုနေရိုင်းပေါ့နော်။အဲအဲ့ဒီလိုပုံပုံတွေကလည်းမြေပြင်ကိုနိုင်စင်းတယ်။နောက်ရဲဘော်တွေနဲ့ထိတွေ့တယ်ဆက်ဆံတယ်။အဲ့ဒီမှာမြေပြင်ရဲ့အခြေအနေတွေနော်လက်ရှိဟိုဘယ်လောက်ထိတိမ်းသားနိုင်နေဆိုတဲ့အခြေအနေကိုလည်းတော့တင်ပြနေတာမျိုးတွေရှိရဲ့ဆိုတော့လှုပ်ပေးဖြစ်ဖြစ်ဒီမလေးရှားလွတ်တော်အနောက်ဒေသကိုကျွန်တော်တို့ရောက်အောင်ပို့ထားတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အားလုံးပေါ့နော်ပေါင်းစည်းပြီးလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ဒီသတင်းညအငြင်းရောက်ရည် ရောက်နေတာဖြစ်တယ်တို့ကျွန်တော်တို့တော့ပို့ပြီဆိုလို့ရှိရင်ဒီအာဆီယံဆိုတော့အမှတ်တင်နေကျွန်တော်တို့နော်ဒီကိစ္စတွေတော့ပို့ပြီတော့ပြောလို့သူကလည်းပလေးကစားနေဒီတပုံလေးကိုထပ်ပြီးတော့တက်တဲ့အချက်လက်တွေထပ်တောင်းနေပြီးလို့ရှိရင်ဒါကိုလွတ်တော်တင်နေလို့ပြောတယ်နောက်ပြီးတော့ကျွန်တော်တို့တွားတွေ့ပြီးတွေ့ဆုံဆွေးနွေးပြီးကျွန်တော်တို့အများအားစာရှင်ကြီးတွေရေးတော့ပြီးတော့လက်ရှိမှာဒီလအတွင်းထဲမှာဟာဒီဖြစ်ခဲ့တယ်ဘယ်နဲ့ကြိမ်ဘူးကျဲခဲ့တယ်ဆိုတာဒီကအဆန်ကျွန်တော်တို့ကတပုံတက်နေတဲ့တပုံလေးရဲ့ခါလေးတွေရှိရပေါ့နော်ဆိုတဲ့ခါကျတော့ဒီလိုမျိုးတွေဝိုင်းပြီးတော့လုံဆောင်ပေးဒီရက်ထဲမှာဒီလထဲမှာတော်တော်လေးကိုအင်တိုက်အားတိုက်လုံဆောင်ပေးကြတယ်အဲ ဟိုပြောဟိုအနည်းကဆုံးပြောရမယ်ဆိုရင်တို့အာဆီယံအစည်းအဝေးမတိုင်ခင်နှစ်ရက်လောက်မှာပေါ့နော်။နှစ်ရက်လောက်မှာကျွန်တော်တို့ဒီတို့အချိုစည်းဝေးလုပ်ရခြင်းအချိုစည်းဝေးလုပ်ရအချိုဆွေးနွေးဝေးလုပ်ရပေါ့ဒီဆွေးနွေးဝေးရလောက်ကိုတို့ဒီမှာထည့်ပြီးတော့ဆွေးနွေးမှာဖြစ်တယ်တော့အချိုစည်းဝေးမှာလည်းတို့တို့ဘက်ကဒီတို့လည်းနေကြောင်းလုပ်ချာသူတွေနိုင်ငံရေးသမားတွေတက်ရောက်ခွင့်ရတယ်တက်ရောက်ခွင့်ရတဲ့အချိန်မှာတို့ကအဲ့ဒီအချိန်ဒီမှာပြောလို့ဆိုအချိုအချိုဆွေးနွေးဝေးအထိတို့ကပြောလဲဆိုလို့ရှိရင်ရွေးကောက်ပွဲအဖြစ်ဖြစ်တယ်။ငါပြည်သူလူကရွေးကောက်ပွဲကိုဖြစ်စေချင်တယ်။ဒါကရွေးကောက်ပွဲအောင်မြင်တော့ပြီဆိုလို့ရှိရင်ဒီကိစ္စအရလိုရှင်းသွားမယ်ဆိုတဲ့ပုံစံမျိုးနဲ့မြန်မာဘက်က နေပြီးတော့တောင်းယူထားတဲ့အမတ်ကဒီစကားပြေတော်မျိုးအစုတင်သွင်းနေပါရှင်။အဲ့တော့တို့ဒီဘက်မှာလည်းဟိုမြန်မာနိုင်ငံရေးသမားတွေရှိတယ်။အဲ့ဒီကွဲမှာတယောက်ခွင့်ရတဲ့တော့ဒီဘက်ကနိုင်ငံရေးသမားတွေကလည်းပြန်ပြီးတော့တအားအခြေပါတယ်ပေါ့နော်ဒါရွေးကောက်ပွဲအဖြေဖို့ပါဘူးအဲရွေးကောက်ပွဲလုပ်လို့လေဒီတွန်းလန်ရေးဟာပြည်သူတွေရဲ့အဲတွန်းလန်ကြည်စိတ်ကရက်တော့မဟုတ်ဒီရွေးကောက်ပွဲကိုဟိုထောက်ခံအားပေးအာဆီယံတွေနဲ့ထောက်ခံအားပေးရင်တော့ပြည်သူတွေပုံပြီးအသက်ဆုံးကျုံးဖို့တာရှိတယ်ပုံပြီးပြက်စီးဖို့တာရှိတယ်နောက်ပါပြောလို့ဆိုရွေးကောက်ပွဲလုပ်လဲပဲပြည်သူကတဲ့ဒီတိုက်ပွဲတွေကိုရက်မှာမဟုတ်ဘူးဆိုလေဟာကိုတင်သွင်းခဲ့တယ်လို့နောက်ပြီးတော့ဒီတော့မြန်မာနိုင်ငံမှာလက်ရှိစစ်မှုထမ်းခေါ်နေတဲ့ကိစ္စလေးနောက်ပြီးတော့ဒီ ငလင်ပေးမှာဘုံကျဲတဲ့ကိစ္စတွေနောက်လို့ပြည်သူတို့အတယောက်ချင်းစီပေါ်မှာဒုက္ခပေးတဲ့ကိစ္စတွေအာဒီကိစ္စအဝါဝအိုးသေးရောကိစ္စကအစမဆောင်လက်တလောဖြစ်ပြနေတယ်ဖြစ်ပြနေလို့ပုံသက်သေးလေးနဲ့စာရန်ရှိကြီးရေးပြီးတော့နေခဲ့တင်ပြခဲ့တယ်ပေါ့နော်နောက်တစ်ခါမြေပုံမင်းထဲမှာထောက်ပြီးတော့ရှင်းပြခဲ့တယ်ဒါကအာဆီယံစည်းဝေးမတိုင်ခင်နှစ်ရက်လောက်အလုံးမှာလုပ်ခဲ့တဲ့အကျိုးစည်းဝေးမှာဒါဒီလေးရှားရောက်နေတဲ့အဲဒီမြန်မာဒီတက်ကြွလောက်ချာတွေတော်လည်းလောက်ချာတွေအနေနဲ့တိုးစားပေးခဲ့ကြတယ်ပေါ့ရှင်နော်အဲ့တော့အဲ့ဒီအဲ့ဒီမှာတို့ကအဲ့စာရွက်လေးကိုယူရတယ်ဒီလိုမျိုးပြောပြပြဆုံဆုံး ဓာတ်ရိုက်ပြောလဲဆိုတာကတိတ်မရှိဘူးလေနော်ဒါကအင်ဂျင်နဲ့ဓာတ်ရိုက်ပြောတာတမျိုးဒါကကျွန်တော်တို့ကဖြီးသူအတန်လို့ဖြစ်နေတော့ဖြီးသူနဲ့ဓာတ်ရိုက်ပြောတာဖြစ်နေလို့ဖြီးသူတွေကထုတ်တဲ့အတန်ဖြစ်တယ်လို့သူကအရင်စိတ်ကိုစားပါပြီးတော့မှဒီစားလေးကိုယူသွားတာမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ထွက်လာတဲ့အာဆီယံစည်းဝေးကဒါကျွန်တော်တို့မထင်ထားတဲ့ဟာပေါ့နော်ဒီရုပ်ောက်ဝေးကိုအဲဒါကနိုင်ငံလက်ွက်ပဲဖြစ်တယ်ဆိုပြီးပယ်ထားတယ်အတိမမပြုတ်ဆိုတဲ့သဘောမျိုးအတိမမပြုတ်ဆိုတဲ့ဟာမျိုးကိုအဖြေမျိုးကိုထုတ်ဝေးလိုက်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးနေနဲ့ကဒီရုပ်ောက်ဝေး အရှမ်းလက်အပေါ်မှာနော်ဟိုဘာမှကျွန်တော်တို့တော့ကရင်ခုန်ကြမရှိဘူးရွေးကောက်ပွဲလုပ်ချင်လို့လုပ်ချင်နေကျွန်တော်တို့တော့ပြဿနာမရှိဘူးဒါပေမဲ့အာဆီယံရဲ့အဆုံးဖြတ်ကတော့တိတ်တိတ်ပုံမှာအရေးကြီးတယ်ကျွန်တော်တို့ကအာဆီယံဒီနဲ့လက်ခံလိုက်မှာကိုကျွန်တော်တို့စိုးရင်လာတော့အမှန်နဲ့ဒါပေမဲ့အခုကျွန်တော်တို့မထင်ထားပါတော့ဒါကအားလုံးစူးစမ်းရခဲ့တယ်ရလက်တွေဖြစ်တယ်အဲ့ဒီလေစူးစမ်းနေပါတယ်လေရှားပါကြီးတွေလွန်လေးကနိုင်ငံကြီးတွေလည်းစူးစမ်းနေတယ်လို့ပြည်သူတွေကလည်းစူးစမ်းနေဒီအားလုံးရဲ့ အားတွေပေါင်းစုပြီးတော့မှဒီအဖြေရလက်တစ်ခုထွက်လာတယ်လို့ကျွန်မထင်တယ်နောက်ကအခုနောက်ပိုင်းထုတ်တဲ့ဒီအာဆီယံကထုတ်တဲ့ပြောလာတဲ့လေးသံတွေကမြန်မာကိုမြန်မာပြည်ကိုတော်တော်နားလည်နေတယ်ပြည်သူတွေကိုတော်တော်နားလည်နေတဲ့အခြေအနေတွေကိုရှိနေတယ်လို့ကျွန်မအနေနဲ့ခန့်မှန်းပြီးတယ်ပေါ့နော်ဒါကတော့ကျွန်တော်လက်ရှိဖြစ်စဉ်လေးပေါ့နောက်ဆက်တွဲဗီဒီယိုလေးကိုနောက်ဗီဒီယိုမှာထပ်တင်မယ်တော့အခြေအနေပြေသွားပြီဟွန်းနော်ကြားတဲ့အတိုင်းပဲနော်ကျွန်တော်ဒီအာဆီယံအစည်းအဝေးနဲ့ပတ်သက်ပြီးမှနော်အာကြားတည်လာရတဲ့သတင်းတွေကတော့နော်အမကြီးတက်တက်တင်ဆက်ပြီးတော့တယ်သတင်းလေးတွေဖြစ်ပါတယ် ဟုတ်ပြီနော်ဒီတရင်တွေပေါ်ပရိသတ်ကြော်မင်းတုံတက်ချက်လေးတွေကို comment မှာရေးပေးကြပါဟုတ်ပြီဆုံးထိကျေးဇူးပဲသူရောက်စီတိုင်းရန်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရင်တွေလေးတွေနဲ့ပြန်ဆုံကြအောင်နော်ခင်ဘိုင်ဘိုင်